မင်္ဂလာပါဒီတစ်ခါတော့ကျွန်တော်တို့ကိုရင်သူဩဝါဒစာပထမဆုံးအခန်းကြီး9ရဲ့ကိုနည်းနည်းလေးအသေးစိတ်ဆင်ကြည့်ကြအောင်ပါဟုတ်ကဲ့ဒီအချက်လက်တွေကတော့ The wise believers ကနေရရှိထားတာဖြစ်ပါတယ်ဟွအဓိကကတော့လေဒီအခန်းကြီးတွေကကိုရင်သူအသင်းတော်မှာဖြစ်ခဲ့တဲ့လင်ပိုင်းဆိုင်ရာအဖြစ်အကျင့်တခုအဲ့ဒါကိုရှင်ပေါလုကဘလို့တုံပြန်ခဲ့တယ်လေအသင်းတော်စီကံကိုဘလို့ထိမ့်ဖို့ပြောခဲ့တယ်လေဆိုတာတွေကိုလေ့လာကြမှာပေါ့နော်ဟုတ်ပါရဲ့ သူရဲ့အဲ့ဒီပြတ်သားတဲ့ယက်တီချင်းနောက်ွယ်ကအကြောင်းရင်းတွေကိုနားလည်ဖို့ကြိုးစားကြည့်ကြမှာပါ။ကဲဒါဆိုစလာကြစို့။အခန်းကြီး၅ကိုဖွက်လိုက်တာတည်းကိုတမန်တော်ရှင် ပေါ်လူကြားလိုက်ရတယ်။အဲတို့တို့တုံလုတ်ဆရာတရင်တစ်ခုကိုဖတ်ရတယ်ဗျာ။ဟုတ်။အတင်းတော်ထဲကလူတယောက်ကသူ့အဖေရဲ့ဇနီးဆိုတော့သူမိထွေးနဲ့မာယွင်းနေတယ်ဆိုတဲ့ကိစ္စပဲ။ဟွန်းအဲ့ဒါကအဲ့ဒီခေတ်လူမှုအတိုင်းဝိုင်းမှာတော့တော်တော်လေးဆိုးရွားတဲ့အဖြစ်မျိုးလို့ရှင်ပိုးလူကိုယ်လေးကထောက်ပြထားတာနော် ဟုတ်လားဟုတ်ကဲ့ ူကတင်းတို့အတွင်မတရားသောနေဆုံရှိတယ်ဟုကြောက်စိုးကြ၏ထို့တော့သောမိထုံသည်တပအမျိုးသားတို့၌ပင် မကြားရသောမိထုံလို့တွန်းထားတယ်။အော် ဆိုလိုတာကအဲ့ဒီခေတ်ရောမဂရိယဉ်ကျေးမှုမှာလင်ကိစရီမှာလောရဲမှုရှိတဲ့ဆိုပင်ပဲ့တော်မှာပဲလေဒီလိုမိသားစုဝင်အချင်းချင်းမာရွေးတဲ့ကိစ္စမျိုးကတော့သူတို့လီချားမှာတောင်အင်မတန်ကြားရခဲ့တဲ့လက်မခံနိုင်တဲ့အဖြစ်မျိုးဖြစ်နေတယ်ဆိုတဲ့သဘောပေါ့ဒါကအချင်းတွေဘလောက်တောင်စိုးသလဲဆိုတာကိုပိုးပေါ်လွေးစေတာပဲမှန်ပါတယ်ဒါပေမဲ့လေကျွန်တော်ကိုပိုးပြီးအံ့ဩစေတာကနင်းနင်းနားရရခက်တာကအတင်းတော်ရဲ့တုံးပြံမှုပဲလေဟွန်း ရှင်ပေါင်းလူပြောပုံရဆိုရင်သူတို့ကဒီကိစ္စတော့ဝမ်းနေရမယ့်အစားမာနော်ရီတောင်ပူကြီးနေကြတယ်အထင်ကြီးနေကြတယ်ဆိုတော့သဘောမျိုးဖြစ်နေတယ်ဟုတ်ကဲ့အဲ့အာကတကယ်ကိုစဉ်းစားကြရအချက်ပဲဘာကြောင့်အဲ့လိုမာနအကြီးနေရတယ်လဲဆိုတော့လောကျင်းစာက တီတီကျကျမရှင်းပြဘူးပေါ့နော်ဟုတ်ကဲ့ ဒါပေမဲ့ဖြစ်နိုင်ခြင်းစဉ်းစားကြည့်ရင်လေတစ်ချက်ကကိုရင်းသွင်းမျိုးရဲ့ယဉ်ကျေးမှုနောက်ခံကလင်ပါရဆာယာမှာရော့ရဲတာမျိုးရှိတယ်။ဟွန်း။နောက်ပြီးတော့အဲ့ဒီအချိန်ကအတင်းတော်သားတချို့ကခရစ်ယာန်လွတ်လပ်ခွင့်ဆိုတာကိုနားလည်မှုလွဲပြီးတော့လေငါတို့ကဝိညာဉ်ပိုင်းမှာမြင်မြတ်နေပြီဒီလောကကိစ္စတွေဇာတိပဂတိကိစ္စတွေကအရေးမကြီးတော့ဘူးငါတို့ကိုမထီခိုက်နိုင်မှုဆိုတဲ့မာယွန်းနဲ့မာနာမျိုးဝင်နေတာလည်းဖြစ်နိုင်တယ်။အိုး ီလိုအပြစ်ကိုတောင်လက်ခံထားနိုင်တာကသူတို့ရဲ့ဝိညာဉ်ရေးရယဉ်ကျက်မှုလွတ်လပ်မှုကိုပြတယ်လို့ထင်နေတာမျိုးပေါ့အဲ့လိုမျိုးပေါ့အပြစ်ရဲ့အန်းတွေကိုအလင်းမထားရတဲ့သဘောမျိုးဖြစ်သွားတာကဲဒီချင်းနေရီကြားတဲ့အခါရှင်ပေါ်လို့ရဲ့တွန့်ပြန်မှုကတော့လူဝကိုရှင်လင်းတယ်ပြတ်တာတယ်ဟုတ်ပါတယ်သူကအတင်းတော်ကိုအရင်ဆုံးအဲ့ဒီမာနာတွေကိုဖယ်ရှားဖို့ဒီဖြစ်ရအတွက်ဝမ်းနည်းပူဆွေးဖို့အရင်ဆုံးတိုက်တွန်းတယ် ပြီးတော့ဒီလိုပြင်းမာတဲ့သူ့ကိုအတင်းတော်တွေကလည်းချက်ချင်းဖယ်ရှားပစ်ဖို့နှင်းထုတ်ပစ်ဖို့ပြက်ပြက်တတအမိန်ပေးခဲ့တယ်။ဒါနဲ့နဲ့တော့ပြင်းထန်တယ်လို့ထင်စရာပဲနော်။ဟုတ်တယ်ပြင်းထန်တယ်လို့တော့ထင်နိုင်ပါတယ်။ဒါပေမဲ့ရှင်ပေါ်လို့သုံးတဲ့စကလုံးကိုကြည့်ရမယ်။သူက စာတန်လက်တို့အနိုင်ချင်းဆိုရဲ့အတုံးကိုသုံးခဲ့တယ်။ဟုတ်ကဲ့။သူကသူကိုယ်တိုင်အဝေးရောက်နေပေမဲ့ဝိညာဉ်အဖြစ်တော့သူ့လို့နဲ့အတူရှိနေတယ်။ သခင်ယေရှုရဲ့နာမတော်နဲ့တန်ခိုးတော်ကိုအမိကျူပြီးစုဝေးတဲ့အခါအဲ့ဒီလူကအသိတော်ရဲ့ဝိညာဉ်ရေးရာ ကာဝယ်မှုဝင်းဝါးရဲ့ကနေထုတ်ပယ်မှုပြောတာ။ဒါပေမဲ့အရေးကြီးတာကဘာကြောင့်ဒီလိုလောရတယ်လဲဆိုတော့ရည်ရွယ်ချက်ပဲ။သူဆက်ရှင်းပြတာကသူ့ရဲ့ဇာတိပကတိအလိုဆန္ဒတွေအပြည့်နဲ့ဆိုင်တဲ့သဘာဝတွေဖြစ်စည်းဖို့ဒါပေမဲ့အဆုံးစွန်ညီမှန်းချက်ကတော့သခင်ယေရှုပြန်ကြောလာတဲ့နေ့မှာသူ့ရဲ့ဝိညာဉ်ကယ်တင်ခြင်းရဖို့လေ။အော် ဆိုတော့ဒါကအပြစ်ပေးဖို့တသက်ထက်ပြန်လဲဖြုတ်ပြင်ဖို့ကဲတင်ဖို့ဆိုတဲ့မျိုးလင်းချက်နဲ့လုပ်တယ်လို့ရမျိုးပေါ့အဲ့ဒီသဘောမျိုးတက်ရောက်ပါတဲ့ဖြက်စည်းဖို့ထက်ပြုတ်ပြင်ဖို့နောင်တရဖို့တွန်းအားပြတာမျိုးပေါ့ဒါမြဲအဲ့ဒီလို ပြင်းထန်တဲ့ဆုံးမမိုးမျိုးကလက်တွေ့မှာအများအမ်းကောင်းတဲ့ရလဘဲထွက်လာမှာလားဆိုလိုတာကလူတယောက်ကိုလုံးဝအတိုင်းဝိုင်းကနေဝေးကွာထွားစေတာမျိုး ပြတ်မလာနိုင်တော့တဲ့အခြေအနေမျိုးရောမဖြစ်နိုင်ဘူးလားအင်း ဲ့ဒီစိုးရင်ဇာကတော့ရှိနိုင်တာပေါ့စုံမမှုတိုင်းကအလူဖြစ်မဲ့လို့တော့ဘယ်တော့မှအာမမခံနိုင်ဘူးလေဟုတ်ကဲ့ဒါပေမဲ့ရှင်ပေါလိုရဲ့ရှုတော့ငါကျင်လေဒီလိုတိတာထင်ရှားတဲ့အပြစ်ကိုအသိန်းတော်ထဲမှာဒီအတိုင်းမသိခံပြီးဆက်ထားလိုက်မယ်ဆိုရင် ဖြစ်လာမယ့်အန္တရာယ်ကပိုကြီးတယ်။အဲ့ဒီလူအတွက်ရောအသိန်းတော်တစ်ခုလုံးရဲ့တတ်တည်ခံခြင်းနဲ့တန့်ရှိမှုအတွက်ရောပေါ့။အင်း ီလိုဖယ်ရှားလိုက်ချင်းကသူ့ကိုနောင်တရဖို့လုံစောတာတခုလည်းဖြစ်နိုင်တယ်။လုံးဝစွန့်ပစ်လိုက်တာမဟုတ်ပင်နဲ့သူ့လောက်ရဲ့ရဲ့အကျိုးဆက်ကိုသူကိုယ်တိုင်သိမြင်နားလည်လာဖို့အခွင့်အရေးပေးလိုက်တဲ့သဘောမျိုးလည်းပါနေလေ။ဟုတ်ကဲ့။ဒီအဖြစ်ကအတင်းတော်အပေါ်ဘလို့တဲအောင်နိုင်တယ်လဲဆိုတာကိုပိုရှင်းအောင်ရှင်ပေါ်လူကဥမာလေးတစ်ခုသုံးထားသေးတယ်နော်။ဟုတ်ပါ။အဲဒီပြည်တနာက အသိန်းတော်ကိုဘလို့ထိခိုက်နိုင်လဲမကင်တွေပဲထားရင်ဘလောက်အထိပြင့်နှံ့သွားနိုင်လဲဆိုတာကိုရှင်းပြဖို့သူသုံးနဲ့ဥပမာကတကယ်ထိမိတယ်အဲ့ဒါကတော့တစည်းဥပမာပဲဩဟုတ်ကဲ့တစည်းတော့ကမေခွန်းထုတ်လိုက်တာတင်းတော့ဝါကြွချင်းဒီမကောင်းမသိညောတစည်းအနှဲငယ်သူမုံစိမ့်တပွန်လုံးကိုဖောင်းကြွစေတတ်ဒီကိုမတိကြတလို့တဲ့ ဆိုတော့မုံပုတ်တဲ့အခါတုံးတဲ့တစည်းဆိုတာနည်းနည်းလေးပဲလော်ရလေဒါပေမဲ့အဲ့ဒီနည်းနည်းလေးကမုံငင်းဖီဖီပေါင်းမုံလုတ်တဲ့မုံစိမ့်တပုံလုံးကိုလွှမ်းမိုးသွားပြီးတော့အချင်းပေါက်အောင်ဟောင်းကြွားပို့တက်လာအောင် လုံနိုင်တဲ့တတိရှိတယ်ဆိုတာကိုညွှန်းတာပေါ့အော်ဒါဝအတင်းတော်နဲ့ဆက်ဆက်ကြည့်လိုက်တော့သိရှင်းသွားပြီဆိုလိုတာကအတင်းတော်ထဲမှာလူတယောက်ယောက်ရဲ့တီးတာတဲ့အဖြစ်ကို အထူးသဖြင့်နောင်တမရပဲဆက်လုပ်နေတဲ့အဖြစ်ကိုပဲ။အာဒါသူ့ကိစ္စပဲဆိုပြီးလစ်လျူရှူးထားလိုက်တယ်။ဒါမှမဟုတ်မတိကျင်အောင်ဆောင်လက်ခံထားလိုက်ရင်ဟုတ်တယ်။အဲ့ဒီအဖြစ်ရဲ့အတော့စာကအဲ့ဒီသဘောထားကတဆေးလို့ပဲတဖြည်းဖြည်းနဲ့အတင်းတော်တဲ့ပြက်နံသွားပြီးတော့တစ်ခုလုံးရဲ့တန်ရှင်းမှုဝိညာဉ်ရဲ့အခြေအနေလောကမှာရှိရမယ့်တသက်ခံခြင်းတွေကိုပျက်စီးလွားစေနိုင်တယ်။ရောရဲသွားစေနိုင်တယ်ဆိုတဲ့သတိပေးချက်ပဲ။တိတိကြကြပဲ။အပြစ်နည်းနည်းလေးက အဖွဲ့စည်းတစ်ခုလုံးကိုပျက်စီးစေနိုင်တယ်ဆိုတဲ့သဘောတရားမျိုးပေါ့ဟုတ်ပါဒါကြောင့်မလို့ရှင်ပေါလုကဟောင်းတော်တစ်စဲကိုတုတ်တင်ပယ်ရှင်းကြလောလူတိုက်တွန်းနိုင်ဟွန်းဟောင်းတော်တစ်စဲဟုတ်တယ်ဒီနေရာမှာဆောင်းတော်တစ်စဲဆိုတာကအဖြစ်ကိုရည်ညွှန်းတာပေါ့အထူးသဖြင့်မနာလိုခြင်းမကောင်းတဲ့စိတ်ဆိုတဲ့အဖြစ်တွေကိုဖေရှားပြီးတော့အတိတ်သောမှုန်စိန်ဖြစ်ဖို့ဆိုလိုတာကတန်ရှင်းစင်ကြယ်ခြင်းတစ္ဆာဆောင်တည်ခြင်းနဲ့အသက်ရှင်တဲ့အသင်းကိုဖြစ်လာဖို့ပေါ့ဟုတ်ကဲ့ သူကပတ္တခပွဲတော်ရဲ့နှုတ်ခမ်းကိုလည်းယူသုံးထားသေးတယ်။ပတ္တခပွဲ မချင်းပတ်ခင်မှာဂျူးတွေကသူတို့အိမ်ထဲမှာရှိတဲ့သစင်းမှန်သမျှကိုရှာဖွေဖေရှားတန့်ရှင်ရတဲ့ထုံးစံရှိတယ်လေ။အဲ့ဒီလိုပဲယုံကြည်သူတွေကတတားနဲ့အသိန်းတော်ထက်ကနေအပြစ်ဆိုတဲ့သစေးတွေကိုဖေရှားဖို့လိုအပ်တယ်လို့ဆိုလိုတာပါ။အင်းအသိန်းတော်တွေကဒီလောက်တည်တာတဲ့အပြစ်ကိုတောင်လက်မခံနဲ့ဖေရှားပြစ်ဆိုပြီးပြောတော့ကောရင်သူယုံကြည်သူတွေကြားထဲမှာနည်းနည်းနားလည်မှုလွဲနိုင်တာလေတခုရှိလာနိုင်တယ်လို့ရှင်ပေါလုက ကြိုသွေးမိပုံရတယ်ဟုတ်အဲ့ဒါမယုံကြည်သူလော်ဂီတာတွေနဲ့ဆက်ဆံရေးကိုရောဘယ်လိုလုပ်ရမလဲဆိုတာမျိုးပေါ့အဲ့ဒီချက်ကသူဘယ်လိုရှင်းသွားလဲဗျဒါကလည်းတကယ်လက်တွေ့ကြတဲ့မေးခွန်းပဲလေရှင်ပေါ်လူကသူအရင်ကသူရေးခဲ့ဖူးတဲ့စာတစံကိုပြန်ကိုးကားပြီးရှင်းပြတယ်ဟုတ်ကဲ့သူကမတရားသောမေးခွန်းပြုသောသူတို့နဲ့မပေါင်းမော်ချနဲ့လို့အရင်ကပြောခဲ့ဖူးတယ်ဒါပေမဲ့အဲ့လိုပြောခဲ့တာဟာလောကမှာရှိတဲ့ အဲ့လိုအပြစ်မျိုးစုံကျူးလွန်နေတဲ့မယုံကြည်သူတွေအားလုံးနဲ့လုံးဝအဆက်ဆက်မလို့ရဘူးလို့ဆိုလိုတာမဟုတ်ဘူးလို့ရှင်းရှင်းလင်းလင်းပြန်ပြောတယ်။အော်။ဘာလို့လဲဆိုတော့ဒီလိုသားဆိုရင်ကျွန်တော်တို့ဒီလောကကြီးထဲကနေထွက်သွားမှာပဲဖြစ်တော့မယ်လေ။ဟုတ်ပါလောကမှာအပြစ်နဲ့မကင်းတဲ့လူတွေကြီးပဲဆိုတော့ဟုတ်တယ်။သူတို့နဲ့လုံးဝအဆက်ဖြတ်ဖို့ကမှဖြစ်နိုင်ဘူး။ပြီးတော့ဘုရားသခင်ကယုံကြည်သူတွေကိုလောကရဲ့စားနဲ့အလင်းဖြစ်တောင်းပေးထားတာနဲ့လဲစန့်ကျင်သွားမှာပေါ့။ဒါဆိုသူအဓိကဆိုလိုချင်တာကဘသူတွေနဲ့မပေါင်းသင့်ဖို့လေ။ အဓိကပြစ်မှတ်ထားတာကညီအကိုဟုခေါ်ဝေါ်တော်သူတဲ့ဆိုလိုတာကကိုကိုကိုခရစ်စတန်ပါယုံကြည်သူပါလို့ပြောနေတဲ့သူအတင်းတော်အတိုင်းဝိုင်းထဲမှာရှိနေတဲ့သူဖြစ်ပါလေနဲ့အင်းရှင်ပေါ်လို့ဆာရဲအတွက်လုတ်ပြထားတဲ့တိတာထင်ရှားရဲ့အဖြစ်တွေပေါ့လေဥပမာမတရားမိထုံဖြူခြင်းလောဘကြီးခြင်းဒါထုမြဥစ္စာလူယူတာငွေတက်မှတ်တာတွေအကုန်ပါနိုင်တယ်ယုတ်တုကူးကွယ်ခြင်းသူတစ်ပါးကိုဆေးရည်တိုင်းထွာခြင်းတည်ရည်တည်းတောက်ကျူးခြင်း သူ့အချိုးကိုလိုချင်လို့စီဘာဖက်ကိုလက်ဖြားခြင်းစတဲ့ဖြစ်တယ်မှာနန္ဒမယာပဲဆက်ပြီးတော့ကျင်လင်နေတဲ့သူတွေကိုဆိုလိုတာဟုတ်ကဲ့အဲ့လိုလူတွေနဲ့တော့ရင်းရင်းနီးနီးပေါင်းတင်ဆက်စင်တာမျိုးအထူးတစ်ဖြင့်ထိုးတူနဲ့အတူ အစားကိုများမစားကြနဲ့လို့တိတိကျကျကိုပြောထားတာအတူအစားမစားဖို့ထိပြောတာကတို့တို့လျော့ပြက်သားတဲ့ရက်တီမူပဲဘာကြောင့်ဒီလောက်ထိတားရတာလဲသူ့ကိုပို့ပြီးဝေးသွားစေမှမဟုတ်ဘူးလားအဲ့ဒီခေရဲ့ယဉ်ကျေးမှုမှလည်းအတူတူစားတော့ချင်းဆိုတာက ဒီနေ့ခေတ်လိုရိုးရိုးပိုက်ဖြေတာတအများကြီးအတိတ်ပဲပို့တာ။အော်။ဒါကယဉ်နီမှုလက်ခမှုမိတ္တာရဖွဲ့မှုရဲ့တကယ်အားကောင်းတဲ့အမသာတကူဖြစ်တယ်။ဟုတ်ကဲ့။ဆိုတော့အပြစ်မှာနောင်တမရပဲဆက်နေတဲ့ယုံကြည်သူလို့ခေါ်တဲ့သူတယောက်နဲ့အတူတူထမင်းစားလက်ဖိတ်တော့လော့တာကသူ့ရဲ့အပြုမှုကိုကိုကဘာမှမဖြစ်တယ်လို့သဘောထားတယ်။လက်ခံတယ်အရင်မကြည့်ဘူးလို့တွယ်ဝိုက်တော့အဖြစ်ပြောလိုက်တယ်လို့ဖြစ်သွားနိုင်တယ်။ဟွန်း။သူကလည်းသူ့အပြစ်ရဲ့လေးနေမှုကိုမမြင်စေတော့ဘူးပေါ့။ဟုတ်တယ်။ အသင်းတော်ရဲ့ယက်တီချက်ဖျားတကယ့်ရဲ့တန့်ရှင်မှုစံနှုန်းကိုလည်းမင်းဟွန်းထုတ်စရာဖြစ်သွားစေနိုင်တယ်။ဒါကြောင့်ဒီလိုယင်းနည်းနဲ့ပေါင်းလင်းဆက်ဆံမှုကိုရှောင်ခိုင်းတာပါ။နောက်ဆုံးမှရှင်ဘောလူကအသင်းတော်ရဲ့တာဝန်နဲ့ပတ်သက်ပြီးနင်းနေမိတ်လေးတစ်ခုရှင်းရှင်းလင်းလင်းသတ်မှတ်ပေးလိုက်တယ်နော်။ဟုတ်ပါတယ်။သူကမင်းဟွန်းပြန်ထုတ်လိုက်တယ်။အပြင်းနိုင်ရှိသောသူတို့ကိုတရားစီစဉ်ခြင်းကငါနဲ့အပေတို့ဆိုင်သည်နိ။ အတွင်း၌ရှိသော သူတို့ကိုသင်တို့သည်တရားစီစဉ်ကြသည် မဟုတ်လောတဲ့ဟုတ်ကဲ့ဆိုလိုတာကအသင်းတော်ရဲ့တာဝန်ဟာအသင်းတော်အပြင်မှာရှိတဲ့မယုံချီသူလောကီသားတွေရဲ့အပြုံမှုတွေကိုလက်ပြီးတော့မှားတယ်မှန်တယ်တရားစီရင်ဖို့မဟုတ်ဘူးသူတို့ကိုတော့ဘုရားသခင်ကိုယ်တော်တိုင်စီရင်လိမ့်မယ်อืม အသင်းတော်ရဲ့အဓိကတာဝန်က အသင်းတော်အတွင်းမှာရှိတဲ့ယုံကြည်သူပါလို့ကိုကိုကို ပြောဆိုသုံးလုံးနေတဲ့သူတွေရဲ့အသက်တာနဲ့အပြုမှုတွေကိုသာဖျားသခင်ရဲ့စကားတော်စံနှုန်းတွေနဲ့အညီဝေဖန်ပိုင်ချဖို့လိုအပ်လာရင် စစ်ဆေးဆုံးမဖို့ဖြစ်တယ်ဆိုတာကိုရှင်းလင်းလိုက်တာပါ။ဒါကြောင့်အဆုံးသတ်မှာထိုမတရားသောသူကိုတင်တို့အထဲမှာနင်ထုတ်ကြတော့ဆိုပြီးအမိန့်ပေးခဲ့တာကိုဟုတ်ပါတယ်အတွင်းစည်းကိုရှင်းလင်းဖို့တာဝန်ရှိတယ်ဆိုတဲ့သဘောပေါ့ကောင်းပါပြီ ဒီကိုရင်သူပထမဆုံးအခန်းကြီး9ကနေကျွန်တော်တို့လက်တွေ့ဘဝအတော့ပေါ့နော်ဆင်ကျင်စရာတွေတင်ယူစရာတွေကိုပြန်ပြီးတော့ဆူကြည့်ကြည့်အောင်ဟုတ်ကဲ့ပထမဆုံးနဲ့အထင်ရှားဆုံးမြင်ရတဲ့အချက်ကတော့အတင်းတော်ရဲ့တန်ရှင်းစင်ကြဲမှုဟာဖျားသခင်အတွက်ဘလောက်အရေးကြီးတယ်လဲဆိုတာပဲမှန်ပါတယ်ဖျားသခင်ကသူ့ရဲ့လူစုတော်သူ့ရဲ့အတင်းတော်ဟာလောကနဲ့ကွဲပြားပြီးတော့တန်ရှင်းစေခြင်းတယ်အတင်းတော်ထံမှာတိတိတသာရှိနေတယ်အထူးသခင်နောင်တမရတဲ့အဖြစ်တွေက အတင်းတော်ရဲ့နာမည်ကောင်းကိုရောဖျားသခင်ရဲ့ဘုန်းတော်ကိုပါထိခိုက်စေနိုင်တယ်လေဟုတ်ကဲ့ဒါကြောင့်အတင်းတော်ရဲ့တန်ရှင်းစင်ကြယ်မှုကိုအလေးထားပြီးထင်းထင်းမူကယုံကြည်သူတိုင်းရဲ့တာဝန်တစ်ခုဖြစ်နေတယ်ဆိုတော့ကိုတွေ့ရတယ်နောက်ထပ်ယန်းယန်းအရေးကြီးတဲ့သင်ခန်းစာတစ်ခုကတော့လေချစ်ချင်းမေတ္တာနဲ့ပြည့်တင်ဆုံးရခြင်းကြားကဆက်ဆက်မှုပဲအင်းအဲ့ဒါနည်းနည်းရှုပ်ထွေးနိုင်တယ် ဟုတ်တယ်အပြစ်ကျူးလွန်သူကိုအတင်းတော်ကနေဖယ်ရှားဖို့ရှင်ပေါလူရဲ့အမိန်ကအပေါ်ရင်ကြည့်လိုက်ရင် အရင်ပြင်းထန်လေမေတ္တာကင်းမဲ့တယ်လို့ထင်စရာကြီးပေါ့ဟုတ်ကဲ့ ဒါမြင့်သူ့ရဲ့နောက်ွယ်ကရွေချက်ကိုပြန်ကြည့်လိုက်ရင်လေဒါဟာမေတ္တာမရှိလို့လောက်တော့မဟုတ်ပဲနဲ့အဲ့ဒီလူရဲ့အပြစ်ရဲ့ဆိုးကျိုးကိုသူ့ကိုယ်တိုင်သိမြင်ပြီးနောင်တရပြက်လက်လာဖို့နောက်ဆုံးမှသူ့ရဲ့ဝိညာဉ်ကယ်တင်ခြင်းရဖို့အဆိုရဲ့အဆုံးဆုံးကောင်းကျိုးကိုမျိုးကိုပြီးလှုပ်ဆောင်ရတဲ့မေတ္တာနဲ့ပြုပြင်ပေးတဲ့လောက်ရက်တစ်ခုအထိရှိမိနိုင်တယ်။အာလက်စားချေတာဖြက်စီးတာမဟုတ်ပဲနဲ့ပြန်လဲတိဆောက်ဖို့ကယ်တင်ဖို့ကိုဥတည်တဲ့လှုပ်ဆောင်ချက်ပေါ့။ ဟုတ်ပါတယ်တခါလေးမှာအပြင်းထန်ဆုံးလုံရက်ကအမြင့်တာဆုံးလုံရက်ဖြစ်နေတတ်တယ်ဆိုတာမျိုးမော်လီဟုတ်ပါတယ်မလိုက်တာနောက်ဆုံးအနေနဲ့တူးချင်းစီအတွက်အလွန်အရေးကြီးတဲ့တတိပဲ့ချက်ကတော့တဆေးရဲ့တွန်တင်ချက်ပိုင်းအာတဆေးဥပမာဟုတ်ကဲ့ကိုပိုင်အသက်တာမှာပေါ့နော်အာဒီလောက်လေးတော့အရေးမကြီးပါဘူးဒါအသေးဖွဲလေးပါလို့ကိုထင်နေမိတဲ့အပြစ်တွေတောင်းမဟုတ် short term တွေအားနေချက်တွေလုံမိလို့ရအလဲထားလေးတွေရှိနိုင်တယ်လေဟုတ် အဲ့ဒါတွေကိုတောင်သတိကြီးကြီးထားဖို့လိုအပ်ကြောင်းဒီဥပမာကသင်ပေးနေတယ်။ဘာလို့လဲဆိုတော့အစပိုင်းမှာတင်းငယ်တယ်လို့ထင်ရတဲ့အပြစ်ကိုအလျှော်ပေးလိုက်တဲ့ရအနှဲငယ်ဟာဒီဖြင်းဖြင်းနဲ့ကိုယ့်ရဲ့အတွေးခေါ်စိတ်တဘောထားအပြုအမူနောက်ဆုံးမှာတော့အတ္တတကူလုံးကိုလွမ်းမိုးဖျက်ဆီးသွားနိုင်တဲ့တံခိုးအစွမ်းတတီးရှိနေလို့ပဲ။ဟုတ်ပါတယ်။ကိုယ့်ရဲ့ဝိညာဉ်ရဲ့အတ္တတောင်မှာအဲ့ဒီဟောင်းသောတစည်းတွေကိုမြေတရီသားဖင်ရှားနေကိုလိုအပ်တယ်ဆိုရင်သင်ငန်းစာပါပဲ Okay ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ကောရင်သပထမဆုံးအခန်းကြီး9ကနေအဓိကမှတ်တောင်းစရာတွေကိုပြန်ချုပ်ရရင်တော့အတင်းတော် အတွင်းမှာအပြစ်ကိုအတူးသဖြင့်လူသိရှင်ကြားဖြစ်နေပြီးနောင်တမရပဲဆက်လက်ကျူးလွန်နေတဲ့အပြစ်ကိုပေါ်ပေါ်ဆဆသဘောထားလို့မရဘူးဆိုတာပဲဟုတ်ကဲ့အတင်းတော်ရဲ့တန်ရှင်းမှုစီကန်းရှိမှုလောကရှိမှာမန်ကန်တဲ့တည်ခံချက်ရှိဖို့ဆိုတာအလွန်ရည်ကြီးတဲ့အင်းဒါပေမဲ့တစ်ချိန်တည်းမှာပဲ လိုအပ်လို့ပြုလို့ရတဲ့ပစ်တင်ဆိုမချင်ရဲ့အဓိကရည်ရွယ်ချက်ဟာဖြတ်စည်းမှုမဟုတ်ပဲအပိကျူးလွန်သူကို နောင်တရစေပြီး ပြန်လဲတည်ဆော့ဖို့သူ့ရဲ့ဝိညာဉ်ကိုကဲတင်ဖို့ဆိုတဲ့မေတ္တာကိုအခြေခံတဲ့ဆိုတာကိုလည်းနားလေပေါ်လွားတယ်ဆိုတာပေါ့နော်ဟုတ်ပါရဲ့ဒီကြားရသည်ရနေဆက်ပြီးတော့စဉ်းစားစရာလေးတစ်ခုပေါ်လာနိုင်တယ်အဲ့ဒါကတော့လေ ဒီနေ့ခေတ်အတိုင်းဝိုင်းဒီမှာအတင်းတော်တွေမှာပေါ့ရှင်ဘုလိုတုံးဆိုခဲ့တဲ့တရှင်စင်ကြယ်မှုအဖြစ်ကိုဒီမခနိုင်မှုအတင်းတော်စီကန်းထင်းသိမ်းမှုလွဲချက်ဟုတ်ကဲ့အဲ့ဒါဒီနေ့တစ်ဖက်မှာရှိနေတဲ့ကိုရိုနာခွန်လွတ်မှုကျိုးပဲ့နှောင်သားရတဲ့သူကိုပြန်လဲလက်ခံကြိုးဆိုခြင်းကြားဆုံသားတဲ့သူကိုပြန်လဲထူးမှပေးခြင်းဆိုတဲ့ခရစ်ယာန်တန်ဖိုးတွေကိုဘလို့လက်တွေ့ကြကြဟန်ချက်ညီညီကျင်းထုံးနိုင်မလဲဆိုတာပါပဲอืมဒါကတကယ်စင်ခေါ်မှုပဲဟုတ်တယ် စီကံကိုပဲတင်းကျပ်လွန်းနေရင်မေတ္တာကင်းမဲ့ပြီးလူတွေကိုဝေးကွာသွားစေနိုင်သလိုကရုဏာနဲ့လက်ခံမှုကိုပဲအလေးပေးလွန်းပြန်ရင်လေဖျားသခင်ရဲ့တန်ရှင်းမှုဆန်နှုံးနေပေါ့ပြက်ပြီးအပြစ်ကိုအားပေးတယ်လို့ဖြစ်သွားနိုင်တယ်ဟုတ်ပါဆုံးလို့ဒီနှစ်ခုကြားကမန်ကန်တဲ့ဟန်ချက်ကိုရှာဖွေပြီးတော့အချင်းနေတစ်ခုချင်းစီအလိုက်ပညာရှိရှိကျင့်သုံးမှုကတော့ကျွန်တော်တို့အားလုံးအတွက်စဉ်ဆက်မပြတ်စဉ်ချင်းသုံးသပ်နေရမယ့်အရေးကြီးတဲ့စိန်ခေါ်မှုတစ်ခုဖြစ်နေအောင်ပါပဲဟုတ်ကဲ့ အချိန်ပေးပြီးဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်တစ်ပတ်မှာတခြားစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်တွေ့ကြတာပေါ့။